အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်တော့ဤကြွက်အလွေလုံးနည်းလေးပါမော့မော့ရွရွလေးနဲ့အလွန်ကိုစားလို့ကောင်းပါတယ်နော်ကဲကျမရဲ့လုံးနည်းလေးကိုကြည်ကြရအောင်ပထမဆုံးဇလုံးထဲမှာဂျုံမုတ်ကို၃ခွက်ထည့်ပါမယ်ဂရမ်နဲ့ဆိုရင်တော့360ဂရမ်ပါပြီးရင်ဘက်ကင်းဆိုဒါကိုလက်ဖက်ရည်စွန်းတစ်ဝက်ထည့်ပါမယ် ပြီးတဲ့အခါကျတော့ဒါကတော့ baking powder ပါထမင်းစားစွန်းတဝက်စာရှိပါတယ်ပြီးရင်စားအနှဲငယ်ထည့်ပါမယ်လက်ဖက်ရည်စွန်းတဝက်ပါအားလုံးတမအောင်ခဏလေးကြမမွေထားပါမယ်အလုံးသမားတော်ပြီဆိုရင်တော့ကြက်ဥတလုံးကိုကျမထဲပါမယ် ပြီးရင်ဒါလေးကတော့ထော့ပတ်ပါထမင်းစားစွန်းတစွန်းစာရှိပါတယ်။ကြက်ဝူလေးတွေတမတော့အောင်လို့ခဏလေးမွေထားပါမယ်။ကျုပ်လေးတွေတမသွားပြီဆိုရင်တော့ရေထဲပါမယ်ရေကတော့150 ml ရှိပါတယ်ရေကိုတော့နှခါခွဲပြီးတော့ကျမထည့်ထားပါတယ် ေကိုနှခါခွဲပြီးတော့ထဲလိုက်တော့မုတ်သားလေးတွေကကိုကျိတ်တဲ့အနေထားလေးလှုပ်လှုပ်ရပါတယ်နော်ဒီလိုအနေထားလေးမပြော့မမာဒီလိုအနေထားလေးဆိုရင်တော့ရှာနေပါပြီလက်နဲ့ပဲကျမစနေပါမယ်မုတ်သားလေးတွေကိုတော့ချောမွတ်လာတဲ့အထီးနဲ့ပေးထားဖို့တော့လိုပါတယ်နော် အခုလိုမျိုးမုတ်သားလေးတွေချွတ်ချွတ်မွတ်မွတ်လေးဖြစ်လာပြီဆိုရင်တော့ဒီလိုမျိုးလုံးလုံးလေးလှုပ်ထားမယ်ပြီးရင်ဒါလေးကိုပလတ်စတိတ်နဲ့လေးလုံးအောင်ဒီလိုမျိုး ဖုံးထားပါမယ်မိနစ်30လောက်ကို ကျမနှထားပါမယ် အခုဆိုရင်တော့မိနစ်30လဲပြည့်သွားပါပြီနော်မုတ်သားလေးတွေကပျော့နေပါပြီကဲကြည့်ပါဦးဒီလိုမျိုးဆွဲဆန်းလုပ်ရပါပြီနော်ဒီမုတ်သားလေးတွေကိုဒါလေးနဲ့ပြက်ပြက်ကလေးကျွန်မလုံထားပါမယ်ဒီဖေးဖက်ကိုလည်းဒီလိုမျိုးလုံထားမယ် အခုလိုမျိုးပြပြကလေးဖြစ်နေပြီဆိုရင်တော့ဒီအနာသားလေးကိုဖြတ်မယ်ပြီးရင်ဒီအလဲကနေကျွန်မဒီလိုမျိုးဖြတ်ထားမယ်ပြီးရင်ဒီလိုမျိုးဒီကနေဒီလိုမျိုးလှုပ်ထားမယ်ကဲကြည့်ပါဦးလက်လာပပလေးနော် ဒါလေးကိုရေစွပ်ပြီးတော့ဒီလိုမျိုးအလဲမှာဒီလိုမျိုးဖြည့်ထားမယ်ပြည့်တဲ့ခါကျတော့ဒါလေးကိုဒီအပေါ်မှာတင်ထားမယ်ပြီးရင်ပြန်ပြီးတော့အပေါ်ကနေဒီတုတ်ချောင်းလေးနဲ့ပြန်ပြီးတော့ဒီလိုမျိုးဖြည့်ထားပါမယ် ကဲအားလုံးပြီးတော့ပါပြီเนาะဒါလေးကို6မတော်အောင်လို့အဝတ်စနဲ့ဖုံးထားမယ်ပြီးရင်စကြော်မယ်ဒီလိုမျိုးဆွဲထားမယ်ကဲကြည့်ပါအောင်အရှိကြီးเนาะပြီးရင်စီပူပူထဲမှာထည့်ထားမယ် ခဏလေးဆိုရင်တော့မုတ်သားလေးတွေကဖောင်းတက်လာပါပြီနော်မုတ်သားလေးတွေကိုရဲလာတဲ့အထိကျွန်မဒီလိုမျိုးလှုပ်ထားပေးပါမယ်ကဲဒီလိုအနေထားလေးဆိုရင်တော့အစင်တင်ဖြစ်နေပါပြီနော်အနေတော်ဖြစ်နေပါပြီကြံနေတဲ့မုတ်သားလေးတွေကို ကျွန်မဆက်လက်ပြီးတော့ကြော်ထားပါမယ်တခုချင်းစီဒီလိုမျိုးဆွဲပြီးတော့ထည့်ထားမယ် တယ်ဦးထဲမှာစမ်းတက်လောက်ကိုကျွန်မထည့်လိုက်တော့မယ်နော် ဒီလိုအနေထားလေးဆိုရင်တော့ဆယ်ထုတ်ပါမယ်။ကဲကြည့်ပါဦးအကုန်လုံးပြီးသွားပါပြီ။အရန်လဲစားချင်းစရာလေးဖြစ်နေပါပြီ။အနံလေးလဲမွေးကြိုင်နေပါတယ်။ဒီလိုအနေထားလေးရွရွမွတ်မွတ်လေးဆိုရင်တော့အလွန်အရသာရှိတဲ့ဤကြကိုယ်လေးရနေပါပြီနော်။ဒါလေးကိုဒီအလဲကနေဒီလိုမျိုးချိုးထားမယ်။ကဲကြည့်ပါဦးအထဲမှာရွရွလေးနော်ဒီလိုအနေထားလေးဆိုရင်တော့အလွန်အရသာရှိပါတယ်နော် စမ်းချိလိုက်တော့လဲမွမွရွရွရလေးနဲ့အလွန်ကိုအရသာရှိပါတယ်နော်တစ်ခေါက်လောက်စမ်းချိစေချင်ပါတယ်အခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်အားရှိတော့အောင်လဲ like share subscribe လေးတွေနဲ့လဲအားပေးကြပါအောင်ရှင်ကျေးဇူးများချီးတင်ပါတယ်